မင်္ဂလာပါခင်ဗျာ Airy Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးအသိပညာပေးကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်းပါရှင်ဒေါက်တာမိုးသစ်နေရေးသားခဲ့တဲ့မွေးမြူရေးလုပ်ငန်းနဲ့ကျမ်းမာရေးဆိုတဲ့ကျမ်းမာရေးအသိပညာပေးဆောင်ပါကိုအတန်လွှင့်တင်ဆက်ပေးပါတော့မယ်ခင်ဗျာ။မွေးမြူရေးလုပ်ငန်းနဲ့ကျမ်းမာရေးမွေးမြူရေးခြံလောက်ကင်နေဆိုတာကဒေတာရိတ်ခါဖူလုံရေးအတွက်အရေးပါတဲ့အရာတစ်ခုဖြစ်ပြီးအသား ငါတို့ဥအမျိုးမျိုးထုတ်လုပ်ရေးအတွက်မွေးမြူရေးလုပ်ငန်းကို လုပ်ကင်ကြတာဖြစ်ပါတယ်။မွေးမြူရေးလုပ်ငန်းကတိတ်ကိုအရေးပါတဲ့အလုပ်တစ်ခုဖြစ်ပေမဲ့ကျမ်းမာရေးမထိခိုက်ဖို့ကိုလည်းပညာပေးရပါမယ်။တရိတ်ဆန်ကနေကူးဆက်တတ်တဲ့ယောဂတွေအကြောင်းသိရှိထားပြီး စနစ်တကျအကာအကွယ်ရပါမယ်။ကိုခန္ဓာမတော်တဆထိခိုက်နိုင်တဲ့အန္တရာယ်ကိုလည်းလျှော့ချကာကွယ်ရပါမယ်။မွေးမြူရေးခြံလုပ်ငန်းလူသားများ အသက်ရှင်နေထိုင်ရေးအတွက်မွေးမြူရေးလုပ်ငန်းကလိုအပ်ပါတယ်။ဒါကြောင့်ကြက်ချံ၊ဘဲချံ၊ငုံချံ၊ဝက်ချံ၊စိတ်ချံ၊နွားချံ၊ငားကံ၊ပစုံကံစသဖြင့်မွေးမြူရေးခြံလုပ်ပြီး နှုတ်နဲ့နှုတ်ထွက်ပစ္စည်းများအသားအမျိုးမျိုးငားပစုံနဲ့ဥမျိုးစုံကိုလူမှုအတွက်လိုအပ်တဲ့ရိက္ခာအဖြစ် ထုတ်လုပ်ပေးနေကြပါတယ်။မွေးမြူရေးခြံကြောင့်အကျိုးများစွာရရှိတဲ့ကဲ့သို့ ကျန်းမာရေးကိုပြဿနာဖြစ်စေလာနိုင်တဲ့အခြေအနေတွေလည်းရှိကြကြောင့်စနစ်တကျထိမ့်သိမ်းမှုလိုအပ်ပါတယ်။တရိษာမှကူးစက်နိုင်သောယောဂါများ ခွေးဥပြန်ယောဂါ၊ကြက်ငှက်တုပ်ကွေးယောဂါကဲ့သို့လူတီများတဲ့ယောဂါတွေဟာတရိษာကနေကူးစက်နိုင်တဲ့ယောဂါတွေဖြစ်ပါတယ်။ Bacteria, virus, မှုနဲ့ကပ္ပားကောင်များကြောင့်ယောဂါကူးစက်ဖြစ်နိုင်ပြီးယောဂါအချို့ကတော့ တိရစ္ဆာန်ကနေတဆင့်လူကိုကူးဆက်ပြန့်နှံ့နိုင်ပါတယ်။အဲ့ဒီလိုကူးဆက်ရောဂါမှန်သမျှကိုမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့နားလည်ထားရပါမယ်။စိတ်သားအမဲသားတို့ကနေကူးဆက်တဲ့ entrance တောင်တန်းရောဂါ၊ brucellosis ရောဂါ၊တန်းနဲ့လှေးကရာမှာ ကူးဆက်တဲ့ Lyme disease လိုင်းရောဂါ၊ကြွတန်းကြွလှေးမှာကူးတဲ့ plague ရောဂါ နွားနို့နဲ့အမဲသားမှာကူးဆက်တဲ့ tuberculosis TB ယောဂါ Salmonella infection Salmonella ပိုးကြောင့်ဥရင်ဖြစ်တော့အထက်လန်အောက်လျှောဥရောငန်းပြား typhoid paratyphoid တို့လိုယောဂါတွေကတော့ bacteria ပိုးကြောင့်ဖြစ်ရတဲ့တိရစ္ဆာန်ကနေတဆင့်လူကိုကူးဆက်တဲ့ယောဂါတွေဖြစ်ပါတယ်။ကျန်းကတ်တို့ကိုယောဂါ avian influenza ebola ယောဂါ ခွေးယူပြန်ရောဂါ rabies တွေကတော့ virus ပိုးကြောင့်ဖြစ်ရတဲ့တရိတ်ဆန်ကနေတဆင့်လူကိုကူးစက်တတ်တဲ့ရောဂါတွေဖြစ်ပါတယ် HIV AIDS ခုခံကြကာလာသာရောဂါဒီပဲခဏဦးအစကာလမှာတရိတ်ဆန်မတဆင့်ကူးစက်တယ်ဆိုပြီး တွေ့ရှိခဲ့ကြပါတယ်ဝါချိုးပြားတန်ကောင် အမဲချိုးပြားတန်ကောင်ကပ်ပါးတန်ကောင်တွေကတော့ဝတ်သားအမဲသားတို့ကို ကောင်းစွာကြအောင်မချက်ဖဲအစိမ်းစားရဖြစ်စေမနူးခင်ဖြစ်စေစားမိသည့်အခါကပားကောင်များအနေနဲ့လူကိုကူးဆက်ပါတော့တယ်။ယခုပြောပြတဲ့ယောဂါတွေအပြင် နောက်ထပ်ယောဂါတွေလည်းများစွာရှိနေပါတယ်။တရိษံကနေလူကိုကူးဆက်တဲ့တော်ယောဂါများကိုကာကွယ်ခြင်းနဲ့ဆိုပါကတရိษံအကိုက်မခံရအောင်ခယူးဆိုင်နေထိုင်ပါလက်သေးခြေသေးတွေကိုအနေမချစ်မိအောင်ခယူးဆိုင်ပါ တရိတ်ဆန်တွေရဲ့တွေးတွေးခနာကိုကောက်ထွက်တဲ့အရည်တွေနဲ့ဓာတ်ရိုက်ထိတွေ့တာမျိုးကိုရှောင်ပါတရိတ်ဆန်အညစ်အကြေးတွေဖြစ်တဲ့မစင်နောက်ချေစရာတွေကင်တွေရမှာလဲစင်မြင်ပါမွေးမြူရေးခြံကနေထွက်လာတဲ့အမိုက်တရိုက်အညစ်အကြေးရေစိုးတွေကိုလည်းကောင်းမွန်စွာစွန့်ပြစ်ပါတရိတ်ဆန်မွေးမြူရေးကထွက်လာတဲ့အနံ့အသက်နဲ့အမှုံအမွားတွေရှူချက်ချင်းကိုလည်းဂယုဆိုင်ပါ လေရင်လေထွက်ကောင်းအောင်စီမံပါ တရိတ်ဆန်မွေးမြူရေးချမ်းများအလင်းအောင်ရရှိရန် စနစ်တကျတည်ဆောက်ပါတရိတ်ဆန်မွေးမြူရေးချမ်းအနည်းတဝိုက်မှာဒုက္ခပေးနိုင်တဲ့အင်းဆက်ပိုးတွေမပောက်ဖွားနိုင်အောင် ပောက်ဖွားခြင်းကိုလည်းထိန်းချုပ်ပါပြင်ပမှသဘာဝအတိုင်းနေတဲ့ကျင်းငှတရိတ်ဆန်တွေနဲ့မွေးမြူထားတဲ့တရိတ်ဆန်တွေနီးကပ်စာထိတွေ့ခြင်းကိုတားဆီးပါမွေးမြူရေးချမ်းမှာရှင်ရိတ်ဆန်တွေရဲ့ကျန်းမာရေးကိုအမြဲဆောင်ကြည့်ပါ။ကျန်းမာရေးမကောင်းတဲ့ရိတ်ဆန်များကို အများနဲ့ရောရှက်မထားဘဲတီးတန့်ဖယ်ရှားခွဲထုတ်ပါ ကပားများဝင်ရောက်၍တရိษံများကိုယောဂကူးစက်နိုင်ခြင်းကို အမြဲတန်တရားဖြင့်စောင့်ကြည့်ရပါမယ်မွေးအန္တရာယ်ကဲ့သို့ကြိုတင်ကာကွယ်ရမယ့်အစီအမံများများချထားပေးပါ တရိษံအစာများအစာကြောင်များကျွေးမွေးပါက မပြည့်စည်မပုတ်သောမှုမတတော်အစာတောက်များကိုသာအသုံးပြုပါ မစင်ကနေလူကိုကူးဆက်သက်သောယောဂါများဖြစ်ပွားမှုကိုမွေ့မြူရေးချက်တွေမှာအတွေ့ရများတာကြောင့်မိလာတန်ရှင်းရေးကိုလည်းဂရုစပြုပြီးတိရစ္ဆာန်များကိုမစင်မကြွေးခြင်းဖြင့်မွေ့မြူပါတိရစ္ဆာန်မွေ့မြူရေးလုပ်ငန်းတိုးတက်စေဖို့အတွက်တိရစ္ဆာန်ယောဂါကုသရေးဆရာဝန်ရဲ့အကြံဉာဏ်ကိုရယူပါမတော်တဆထိခိုက်မှုများ မွေးမြူရေးလုပ်ငန်းအတွင်းအားအင်သုံးလုံးရသည့်အလုံများကြောင့်လုပ်ငန်းငွေအတွင်းမတော်တဆထိခိုက်မှုများကြုံရတတ်ပါတယ်။ကိုကာယခွန်အားတောင်းရတဲ့အလုပ်တွေကြောင့်အလေးပင်မားတဲ့အခါခါးနာခြင်းအကြောနာခြင်းကြွက်သားနာခြင်းနဲ့အယိုးကျိုးခြင်းတွေကိုကြုံတွေ့ရတတ်ပါတယ်။တရိษံ channel မှာဖြူရတဲ့ထုံမှုန့်အသုံးပြုရတဲ့ဖွဲကွန်အစာကြောင့်မစင်ကြောင့်များကြက်ပဲအမွှေးတောင်တွေနဲ့ မွေးမြူရေးခြံကထွက်လာတဲ့အမုံမွားတွေကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်ပွားနိုင်ပါတယ်။ဒီလိုကျန်းမာရေးဘီရော့ဆူဆူများကိုသိရှိထားပါမှသတိထားဆင်ရင်နိုင်မှာဖြစ်ပါတယ်။ကျန်းမာရေးဆောင်ရှောက်ပေးနေတဲ့ဆရာဝန်တယောက်အနေနဲ့အကြံဉာဏ်ပေးလိုတာကတော့မွေးမြူရေးလုပ်ငန်းနဲ့နှိစက်ကြသူတိုင်းမေးခိုင်ကာကွယ်ဆေးခွေးဥပြံကာကွယ်ဆေးစသဖြင့်ကာကွယ်ဆေးများကြိုတင်ထုံးထမ်းထားကြပါမွေးမြူရေးခြံအတွင်တန်ရှင်းရေးကိုအလေးပေးဆောင်ရွက်ပါ မွေးမြူရေးခြံအတွင်းဝင်တဲ့အခါလုံခြုံတဲ့အဝတ်အစားတွေစိတ်ချရတဲ့နှာခေါင်းဆွေတွေဝတ်ဆင်မှာမွေးမြူရေးခြံကနေ ထွက်ခွာရင်စနစ်တကျလက်ဆေးချင်းရေချိုးချင်းအဝတ်အစားလက်ချင်းတွေကိုပြုလုပ်ပါမွေးမြူထားသောတိရစ္ဆာန်များအစုအပြုံလိုက်နာမကျန်းဖြစ်ခဲ့ရင်တိရစ္ဆာန်စေကူဆရာဝန်များကိုအကြောင်းကြပါလို့တိုက်တွန်းပါတယ် Airy Times Media ရဲ့ပရိသတ်များအားလုံးလည်းတိရစ္ဆာန်မွေးမြူရေး အသိပညာကျွယ်ဝပြီးစားနပ်ရိက္ခာများပေါ်ကျွယ်ဝကြပါစေ။နောက်တစ်ပတ်မှာတော့မရင်းမှုနဲ့စိပညာအကြောင်းမရေးဆောင်မကိုတင်ဆက်ပေးမိဖြစ်တာကြောင့်စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်။ရှင်လန်းကြမှာကြပါစေ။ကျမရေးတိပညာပေးကဏ္ဍပြိပခကာလာအတွင်းရှင်တန်းနေထိုင်ခြင်းမွေးမြူရေးလုပ်ငန်းနဲ့ကျမရေးကျမရေးဆောင်မှာ ARR Times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပြိပခကာလာအတွင်းပြည်သူများကျမစွာရှင်တန်းနေထိုင်နိုင်ရေးအတွက် ပရိပခာကာလာအတွင်းရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို ARD Times သတင်းထောက်လာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းသတင်းကောင်းပါအပ်ပါရခင်ဗျာ။